မိတ်ဆွေများအလုံးပဲမင်္ဂလာပါဗျာကျွန်တော်ဒီနေ့ဝေမျှပေးသွားမယ့်အကြောင်းအရာလေးကတော့ဇေယနစေရေးသားပြုစုထားသော ရွှေညော်ဣသာတရားမိတ်ဒီစေဂိုင်းတော်ဂိုင်းမြတ်ကြီးနှင့်သက်ဆိုင်သည့်ဘဟုတုတ္တစာစုများမှနံပါတ်16အိုအသင်းဆိုတဲ့အကြောင်းအရာလေးကိုဝေမျှပေးသွားမှာဖြစ်ပါရယ်ခင်ဗျာအိုအသင်းတနေ့တနေ့ဆရာကြီးဦးကျော်သည်၎င်းနေထိုင်ရာအိမ်လေးအတွင်း၌အေးလူလူထိုင်လျက် ဈေးပေါ်လေတောက်ကအနာယူလျက်ရှိထိုချိန်တွင်အင်းရှိတကောင်းဝစီမပြုတ်ဆရာကျော်ကြီးဆရာကျော်ကြီးရှိလားဗျာဟု၍ဩခေါ်လိုက်တန်အားကြားရလေ၏ဆရာကြီးဦးကျော်သည်အတန်လာရာသို့လှမ်းကြည့်လိုက်ရာ၎င်း၏ပညာကြီးကိုတူဖြစ်သောဆရာဦးမြဆန်အားတွေ့ရသဖြင့်လာပြုတ်ကူမြဆန်မိုးရတာနှင့်ဈေးပေါ်လေဖွာနေတာဟုရောဆိုလျက်ဆရာဦးမြဆန်တောက်ရန်ဤနှွေးချင်းငှဲ့ပေးလေ၏ ဖေဂျီဦးမြခင်သားတပည့်တူပင်ဖြစ်သောဆရာဦးမြဆန်းသည်ရင်းနှွေးချမ်းခွဲအောင်ဘုကနေတောက်ချလိုက်ပြီးနောက်အဖေအဖေဂျီဦးမြခင်ကခေါ်ခိုင်းလို့လာခေါ်တာပဲဆရာကျော်ကြီးယေဟုပြောလေ၏အဖေခေါ်ခိုင်းသည်ဆိုသည့်အတန်းအားကြားလိုက်ရသဖြင့်ဆရာကြီးဦးကျော်သည်တောက်လက်စာဈေးပေါ်လျာမိသက်ကထိုင်ရာမှထားလိုက်လေ၏ခဏနေစမ်းမအောင်ဆရာကျော်ရဲ့အဖေပြောခိုင်းတာလေးတွေလည်းအရင်ပြောပါရစေအောင်ပြီးတော့မှသွားကြတာဘောဟု ဆရာဦးမြဆံမပြောသဖြင့်ပြန်ထိုင်လာ၏ဒီလိုဆရာကျော်ရဲ့ခမည်းတော်ပြည့်မောင်တန်းလှလီတိတယ်မဟုတ်လားဟုမေယာဆရာကြီးဦးကျော်ကတန်းလှကကျွန်တော်တပည့်ဦးလီပထမဦးဆုံးပညာပေးလိုက်တဲ့ကျွန်တော်တပည့်ပါပဲပြောပါဦးဗျာတန်းလှဘာဖြစ်လို့လဲကျွန်တော်စီမလာတာ၃လလရှိပြီဟုပြန်လေပြောဆိုလိုက်၏ဆရာဦးမြဆန်သည်တပည့်အသားယာချလိုက်ပြီးနောက်အင်းအဖေပြောခိုင်းတာလေအဲ့ဒီကိစ္စပဲ တန်းလာကခမည်းစီတာမရောက်တာ အဖေအိမ်ကိုတော့တပတ်တကာအနည်းဆုံးရောက်တယ်ဟုပြောလိုက်လေ၏ကျွန်တော်တပည့်တွေကျွန်တော်စီမလာလဲစိတ်မဆိုးပါဘူးဗျာအဖေအိမ်သွားတာပဲသွားပါစေတပည့်တွေအားလုံးအဖေအိမ်သွားနိုင်ဖို့ကျွန်တော်ကိုယ်တိုင်အပ်ပေးထားတာဗျာဟုဆရာကြီးဦးကျော်မှပြောရာဆရာဦးမြတ်ဆန်းသည်လက်ကောင်း၏ဦးကောင်းအားလှုပ်ခါလေးရဲ့မဟုတ်သေးဘူးလေအဖေအိမ်လာမယ်ဆိုရင် ခမည်းအိမ်ကိုကြော်ပြီးမှရောက်မှာလေပြီးတော့ အဖေအိမ်နဲ့ခမရအိမ်ကမျက်ဆောင်တူလမ်းလေးပဲချတာပညာပေးဆရာကိုကြတော့မေ့လျော်ထားပြီးအဘိုးဆရာကိုလိုသည့်ထက်ပူချင်းကန်နေတာဒီကောင်လှုပ်ပုံ မဟုတ်သေးဘူးဟု ကောက်ချက်ချလိမ့်ဤအင်းလွန်ခဲ့တဲ့3-4လလောက်တုန်းကတော့တမ်းလာကျွန်တော်စီရောက်လာသေးတယ်သူ့ကိုစုတ်တော်ချပေးပါတဲ့စုတ်တော်ပိုင်ဆရာဖြစ်ဖို့ဆိုတာလွယ်မလားဗျဂိုင်းတော်ရာဇဝင်ကိုလည်းသိရမယ်အဘဆရာတော်ကြီးတွေရဲ့ဘဝဖြစ်စဉ်ကိုလည်းသိရမယ် ်သေတော်အကြောင်းလည်းသိရမယ်တစ္ဆာသုံးချက်အပြင် အခြားဆောင်းရန်ရှောင်းရန်အချက်တွေကိုလည်းသိထားရမယ်သိယုံသောမကအဲ့ဒီအချက်တွေကိုတိတိကျကျလိုက်နာသူလည်းဖြစ်ရမယ်ဘုသမတောက်သမတွေနဲ့ပတ်သက်ပြီးအခြေခံသဘောတရားကိုလည်းလေ့လာသင်ယူရမယ်ဂိုင်းတော်ပေါ်ရညာပေါ်ဆရာသမားပေါ်တစ္ဆာစောင့်သည့်ယုံကြည်သူလည်းချေရမယ်မိမိတပည့်သားသမီးတွေကိုစုံမသွန်သင်ကောင်းရမွန်ရာလမ်းညွန်နိုင်တဲ့သူလဲ ဖြစ်ရမယ်။ကိုယ်တပည့်တွေကိုကိုယ့်ထက်တောင်းအောင်မြင့်တင်ပေးနိုင်သူလဲဖြစ်ရမယ်။ပယောဂာနဲ့ပတ်သက်လို့လေပယောဂာအမျိုးအစားဆက်အမျိုးအစားကုသဘုံစတာတွေကိုတိတိကျကျသိနေရမယ်။ကုသတဲ့အတွေ့အကြုံလဲရှိရမယ်။ဒိုင်းရဲ့အဓိကရည်ရွယ်ချက်ကိုသိလဲသိရမယ်။ကျင့်လဲကျင့်ရမယ်။တပည့်တွေလဲသိလားကျင့်လာအောင်ဆုံးမတက်ရမယ်။အဘဘိုးတော်ဟန်ရဲ့မူဝါဒနဲ့စီတော်ကိုအသက်နဲ့လဲပြီးသစ္စာရှိရမယ်။ အဲ့ဒီအချက်တွေတဲကတစ်ချက်လောက်လူနေရင်တောင်းရင်းညောအိဆာတရားမိဒီစေကိုင်းတော်ကြီးရဲ့စုတ်တော်ပိုင်းဆရာကြီးမဖြစ်အပ်ဘူးဗျခမားတို့ကျုပ်တို့လေအဲ့ဒီအချက်အဲ့ဒီစည်းကမ်းတွေကိုလိုက်နာခဲ့ကြလို့အဖေကြီးဦးမြခင်ကစုတ်တော်ပိုင်းစေတော်ပိုင်းဆရာကြီးအဖြစ်ညှင့်တင်ပေးခဲ့တာပဲမဟုတ်လားဟုခြေလျားစွာရှင်းပြရာဆရာဦးမြဆန်သည်ခေါင်းတညင်ညင်ဖြင့်နားထောင်နေလေ၏ကျွန်တော်တပည့်တွေကိုအဲ့ဒီအချက်တွေပြောပြတယ်သင်ပေးတယ် ခက်တာကတပြည်တိုင်းကဆရာမဖြစ်ကျင်ကြဘူးဗျဆရာဖြစ်ကျင်သူတွေကတော့လိုက်နာကြတယ်အဲ့ဒီအချက်တွေပြေဝလာအောင်ခြေစည်းကြတယ်အဲ့ဒီလိုတပြည်တွေကိုကျွန်တော်အနေနဲ့စုတ်တော်ပိုင်းအဖြစ်မြင့်တင်ပေးနေတာကိုမြဆန်တို့သိနေတာပဲတန်းလာကဆရာတော့ဖြစ်ခြင်းနဲ့ဆရာတယောက်မှရှိတဲ့ရှိရတဲ့ဘ ഹു တုတ္တမရှိဘူးမလိလဘူးတက်တဲ့တက်တဲ့ပညာရက်တွေမရှိဘူးမတင်ကြဘူးအရေးကြီးဆုံးက အတွင်းစိတ်မဖြစ်ဘူး မနာလိုစိတ်များလွန်းတယ်ဆရာလုံးမြည်သူဟာကျန်တာတွေဘလောက်တိတိဘလောက်တက်တက်အတွင်းစိတ်ကလေးမှဖြူစင်မှုမရှိရင်ဘယ်လိုလုပ်ပြီးဆရာကောင်းတယောက်ဖြစ်လာတော့မှလဲကိုယ့်ထက်တာမနာလိုတဲ့စိတ်ကိုယ့်လို့ကိုမလို့ဖင်တခြားဆရာတွေလုံးသမျှအပြစ်တင်ငါမှငါသာမှန်ဤတော်ဤဆိုတဲ့စိတ်ဂိုင်းတော်ဂုံတရင်ကြီးဖို့ထက်မိမိနာမည်ဂုံတရင်ကြီးဖို့ကိုဦးစားပေးတတ်တဲ့စိတ်အဲ့ဒီလိုစိတ်ဓာတ်မျိုးတွေရှိနေတဲ့တပည့်မျိုးဟာဆရာမဖြစ်ထိုင်ဘူးဗျ ိုင်းတော်လဲနစ်နာတယ်အဲ့ဒီလိုဆရာမျိုးကိုမတိပဲနဲ့တပိခံမိတဲ့သူတွေလဲနစ်နာတယ်အတူယူမှားသွားနိုင်တယ်မဟုတ်လားတန်းလာမှအဲ့ဒီလိုအပ်ချက်ချွေးင်းချက်တွေရှိနေတာကြောင့်စီနီယာနံပါတ်1ဖြစ်ပေမဲ့အခုတည်းစုတ်တော်ကျုတ်တော်မချီးမြှင့်တာပါကိုများဆန်းဟုဆရာကြီးဦးကျော်မှရှင်းပြရာဆရာမြဆန်းသည် နားထောင်ပြီးနောက်တပြင်းရှိတစ်ချက်ချကကဲလာဗျာအဖေ့စီသွားကြရအောင်ဟုပြောလျက်အဖေကြီးဦးမြခင်ရှိရာ ဖွက်သွားကြလေ၏အဖေကြီးဦးမြခင်သည်ဆရာကြီးဦးကျော်၏ရှင်းပြမှုကို နားထောင်ပြီးနောက်ငါသားစရင်ကို အဖေတိတော်ဘောကမင်းတပိတန်းလာက အမေကျော်တွေးတော်လွမ်းညင်တဲ့ကောင်ဒီလိုကောင်ဘယ်တော့မှဘုံမကြည့်ဘူးဟုခက်ပြက်ပြက်မိန်လေ၏တနေ့တွင်တန်းလာသည် အဖေကြီးတန်းရောက်လာပြန်၏ဆရာဖြစ်သူဆရာကြီးဦးကျော်အားအထင်လွဲစေရန်ဂုံးတိုက်စကားများလျှောက်တင်၏အဖေကြီးသည်တန်းလာ၏ဂုံးတိုက်စကားများအားစိုးအောင်မင်းနားမထောင်တော့ပင် ခွေးမာသာပညာကောင်းဆရာကောင်းနဲ့တွေ့ရပါရဲ့နဲ့ဆရာအပေါ်ကြော်လွှားခြင်းနဲ့ကောင်းအခုတော်ပြီးမင်းဆရာကိုတောင်းပန်စံမင်းဆရာမပါပဲနောက်နောက်ငါ့အိမ်ရိတ်တော်မနှင်းနဲ့ဟူ၍ကျင်းမောင်းက မောင်းထုတ်လိုက်လေတော့ဤမိုင်လုံးကြီးလာတော့တန်းလာသည်ဒေါသအမျက်ချောင်းချောင်းထွက်လျက်ဆရာကြီးဥကြုံအင်းအရှိတို့ရောက်လာပြီးနောက်ငါနှစ်ကင်တို့ဤစဲဤစိန်ခေါ်ဤဆရာကြီးဥကြောသည်ပင်ကိုအဖျင်းစိတ်ဆက်သူဖြစ်ဤ မဟုတ်မခံသမားဖြစ်မြမတိုင်းကိုကျွမ်းကျင်စွာ တက်မြောက်ထား၏၎င်းအားတော်တွင်တဏီယာ၌ဓာပြတိုက်သူ၃ယောက်အားလက်နက်မဲ့ရှင်မြိုင်တိုက်ခိုက်ကာအနိုင်ယူခဲ့သူဖြစ်ခန္ဓာကိုယ်သေးလီလောင်သောတန်းလာအားမိနစ်ပိုင်းအတွင်း၌ပင် အနိုင်ယူနိုင်စွမ်းရှိသို့သော တပိဖြစ်သူတန်းလာအားစိတ်မကောင်းကြီးစွာငေးကြည့်လျက်မိုက်လုံးကြီးတဲ့တန်းလာမင်းတိုင်းနဲ့မင်းငန်းဟုတခွန်းသာဆိုလျက်မတိကျူးကျွံပြုလိုက်၏တဏီယာဖြင့် ဥပိ္ပခာပြုလိုက်ခြင်းဖြစ်အချိန်ကာလတို့သည်လွန်မြောက်ခဲ့ပြီဖြစ်မောလမြိုင်စိတ်ဖနှဲရ၌ပေရီဆုပ်ပြတ်နေသောအဝိသံများဖြင့်အိုအတင်အိုအတင်ဟုအစင်မပြတ်ရေရွတ်နေတတ်သောအယူတယောက်အားတွေ့ကြရလေ၏ထိုအယူသည်တန်းလှပင်ဖြစ်လေ၏အိုပိုင်အိမ်ပိုင်ရှိသည့်တိုင်လမ်းဘေး၌အိတ်လမ်းဘေး၌စား၏၎င်းအားဘေးဥနာတက်သူများမှလက်ဖက်ရည်ခေါ်တိုက်လျင်နှစ်သက်စွာတောက်၏ လက်ဖက်ဤတိုက်သူအားထိုခစ်ထိုကားကကစ်ဆာလာသည်ချဲခေါ်သုံးလုံးတိုက်ချီနံပါတ်များပေးလေရှိ။ယုံကြည်၍ထိုသူများချဲပေါက်ကြသည်ဆို၏။ထိုအချက်ကြောင့်တန်လာအားကျွေးမိပေးမိသူပေါများလာသည်ဆို၏။တန်လာသည် ယူပင်ယူနေသောညာအမဲသာမစားအရက်မတော့သူတော်သားမယားဆောကားခြင်းမရှိရှာပဲဂိုင်းတစ္ဆာကိုစောင့်ထင်း၏။၎င်း၏ညီရင်ဖြစ်သူမှ ခေါ်ယူစောင့်ရှောက်တော်လင်အိမ်၌ကြာရှည်စွာနေနိုင်ခြင်းမရှိဘိုးအသင်ဘိုးအသင်ဟု၍တတွတ်တို့ရေရွတ်ကလမ်းပေး၌သာ နေနေလေတော်၏တန်းလာ၏စိတ်ဝေဒနာအားကုတယံရန်ကုန်မြို့ရှိတတားကလေးအယူထောင်ခေါ်စေယောကကုစေယုံယခုရှစ်မိုင်မြိုင်းဟဝံပန်းချံအနီး၌ရှိခဲ့ဘူးသော စေယုံကြီးတို့ခေါ်ယူလာခဲ့၏စေယုံတို့ရောက်သောအခါခိပညာအတန်အသင့်တတ်သောတန်းလာသည်စေယောကကုဆရာဝန်ကြီးနှင့် ကောင်းမွန်စွာပြောဆို၏ဆရာဝန်ကြီးမှမေးမြန်းသောမေးခွန်းများကို အမှားအယွင်းအတိမ်းဆောင်မရှိခြေနိုင်၏စမ်းသပ်မှုမြောင်များစွာဖြင့်စစ်ဆေးပြီးနောက်လူနာဖြစ်သူတန်းလာ၌စိတ်ရောကမရှိပါအယူမဟုတ်ပါဟုသောမှတ်ချက်ဖြင့်ဆေးရုံမှပြန်လွတ်လိုက်လေ၏တန်းလာသည်ဇာတိမော်လမြိုင်တို့မပြန်တော့ပင်၎င်း၏မိတ်ဆွေလည်းဖြစ်ရင်းညာညီကိုလည်းဖြစ်သောဦးဆန်းအောင်ဆရာကြီးဦးကျော်၏၅ရောင်မြောက်ဒီပီဂျီ ယခုကွယ်လွန်အိမ်အနီး၌နေထိုင်လေ၏။ဘိုးအသင်ဘိုးအသင်ဟူ၍ရည်ရွယ်လျက်ယူမြဲယူ၏။လံပေတွေ့ရာကြုံရာ၌အိတ်၏ယူပင်ယူညာတော်လေ။ဆရာကြီးဦးကျော်လမ်းလျှောက်လာသည်ကို မြင်လျင်နီးစရာကြောင့်တနေရရာသို့ပြေး၍ပုံ၏။တကူလုံးတစ်ဆက်ဆက်တုံ့ရီလျက်ကြောက်ရွံ့နေတတ်၏။ထိုအဖြစ်ကိုသိရသောဆရာကြီးဦးကျော်သည်တပည့်အတွေ့စိတ်မကောင်းဖြစ်ရှာ၏။မျက်ရည်ကျရှာ၏။တန်းလာအနေမကက်စီရင် ၎င်းမှအရင်ရှောင်ပေး၏တန်းလာမတွေ့မမြင်အောင် နေပေး၏ကျွန်ုပ်ငယ်စဉ်ကကလေးဘဝ၌တခါတရံဦးတန်းလာကြီးအားလက်ဖက်ရည်ခေါ်တိုင်ရင်စနောက်လို့စီဖြင့်ဟာဦးမဖေဖေကြီးဆရာကြီးဦးကျော်လာနေပြီဟုပြောလိုက်လျင်ဦးတန်းလာသည်တောက်လက်စလက်ဖက်ရည်ခွဲအားကျုံးလိုပြစ်ချကာကြောက်လန့်တကြားပုံအောင်လီတော်၏ဆရာကြီးဦးကျော်သည်တန်းလာအားရှေးမစွာမယူခင်ကတည်းကပင် ခွင့်လော်ခဲ့ပြီးဖြစ်အယူဘဝရောက်နေရှာသောတန်းလာအား ခေါ်ယူပြီး၎င်းအားရှင်းခုတောင်းပန်စေ၏ကတော်ဝဲထိုး၍အဘဆရာတော်များထံတောင်းပန်စေ၏တောင်းပန်ခိုင်း၏၎င်းမှလည်းတပိမိုက်တန်းလာ၏အပြစ်များဒဏ်များပြည်စီကြည်စီရန်တောင်းပန်ပေ၏သို့သောတန်းလာ၏နှုတ်မှ တောင်းပန်စကားများဖတ်မလာတော့ပေရှင်းခုကတော်နေသောညာဩအတင်ဩအတင်ဟူ၍သာ ရေရွတ်နေရှာလီတော်၏ဆရာဘက်ကမှန်ကန်နေပါလေရဲ့စော်ကားခဲ့သော တန်းလာအဖေကြီးမှသတိပေးမိန့်ကြားချက်အားမလိုက်နာပဲဆရာဖြစ်သူအားဆဲဆူစိန်ခေါ်ခဲ့သောတန်းလာကုရဏတိစီးမရှိဖြစ်ရလေပြီကေပင်ကေတော်ညာအေမယဆေပင်ဆေတော်ညာဆေမယဥအတင်ဥအတင်ဟူ၍အခမလက်ရေရွတ်ကလမ်းဘေးနီလမ်းဘေးလမ်းဘေးစားဘဝဖြင့်ဘဝဆုံးရှာရလေတော်၏နောက်နောက်ဘဝဒီမှာ အခုလိုအဖြစ်မျိုးကျင်ဝေးပါစေ ဥတန်းလာကြည်ပြုသည်မြကုသူအမြအမြအမြဤစာစုဖြင့်ဟောခင်ကြီးဆရာကြီးဥကျော်အားယူတီလေးစားစွာ ရှင်းကိုကတော့ပါဤဟု၍ဆရာနှစီမှပေါ်ပြထားပါရခင်ဗျာဒါကတော့ဆရာနှစီရေးသားပြုစုထားသောရွှေညုံအိစာတရားမေဒီစေကိုင်းတော်ဂိုင်းမြတ်ကြီးနှင့်သက်ဆိုင်သည့်ဘဟုတုတစာစုများမှနံပါတ်16အိုအတင်ဆိုတဲ့အကြောင်းအရာလေးကိုဝေမျှပေးခဲ့တာပဲဖြစ်ပါရခင်ဗျာ